တိုင်းပွင့်သွားတာလူတွေကမတည်တော်ဘူးဆိုပြီးဖြတ်ပြေးကြပါတယ်။မြို့ပေါ်ချိန်ဆထားတဲ့ဘူပေါင်းတွေကအချိန်နဲ့မကောင်းတော့ပါဘူး။ဘူကျုပ်တော့ကတော့ဂျုံနဲ့မော့ဆရာကိုလိုချင်တာ၊ဂျန်နဲ့မော့ဆရာတွေကိုတော့အနီရောက်ခံနေထဲလိုက်မယ်လို့ပြောနေပါတယ်။ဂရင်းနဲ့ဟမ်မယ်လိုင်းကလည်းတိုက်ခိုက်နေပြီးမီလီကတော့တိုက်ပွဲကြားသတိလင်းနေရကနေပြန်တို့လာတာပါ။တော့ကမီလီကတည်သွားပြီထင်နေပေမဲ့ဆက်ကတော့သူ့အိတ်ထဲကနေတော့ကိုထုတ်ပြလာတယ်။ထူးဆန်းတာကတော့ကခလေးလေးပြန်ဖြစ်သွားတာပါ။တော့ကိုဆက်တွေ့တော့ကရေကုန်လုံးဖြစ်နေတဲ့တော့ရဲ့ကိုယ်ထဲကနေခလေးတော့ကထွက်လာတာဖြစ်ပါတယ်။ ဒါနမဲ့စိတ်ကတော့လူကြီးစိတ်ပါပဲ။ Green ကစက်တို့နဲ့ပိုးပေါင်းလိုက်ပြီးနမီစစ်တွေကိုပစ္စည်းအကူတစ်ခုရှိရင်အချိန်တိုင်းနဲ့တစ်ခုထိထိန်းထားပေးနိုင်တယ်လို့အမီလီကဆိုလာပါတယ်။ Hammerline ကလည်းဒီဂျိုးတစ်ခုလုံးကိုဖျက်ဆီးလို့နေပြီးနမီစစ်တွေအများကြီးနဲ့စက်တို့အုပ်စုရင်ဆိုင်အထိမှဖိထိုင်မိသွားတာပါ။ပြန်လို့လာတော့စက်တယောက်တည်းနိုင်စင်နဲ့ရောင်းနေပြီးသူ့လိုမျိုးခေါင်းမှဂျိုးပါတဲ့ကောင်လေးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။နိုင်စင်ရဲ့ထဲမှာမြေပုံရှိပြီးနိုင်ရဲ့လက်တံတွေကလူတွေပဲရက်စီသွားရမယ်ဆိုတာကိုပြသနေတာပါ။နိုင်စင်ပြန်မှာတော့ခရမ်နဲ့မင်းကြီးက Hammerline ကိုဆက်ပြီးတီးလွတ်နေပါတယ်။ တွင်ကစာရွက်လိပ်ကြီးတစ်ခုကိုထုတ်လိုက်ပြီးအဲ့ဒီကနေကန်နီဗယ်ဒါကြီးထုတ်ကနမစ်စစ်တွေကိုလိုက်ခုန်နေရပါဆနေတရတယောက်ကတော့ဖီယိုဒွန်လို့ခေါ်ပြီးဆက်ကရီယာတွေလေးလာသူပါဖီယိုဒွန်ကဆက်ကိုဘသူအတွက်တိုက်ခိုက်မှလဲမေးခဲ့ပြီးသူကဆက်ကိုကယ်ခဲ့သူမှန်းတော့ဆက်ကတိပုံရနေတယ်အပင်ကတိုက်ဝဲရေးစီဆက်ကအမြန်ပြန်သွားလိုက်ပြီးအပိုင်း၁၆ကဒီမှာပြန်ဆုံးလာပါရင်ဟမ်မလိုင်းရဲ့ဆက်တို့ကတော့ကြားနေစဉ်လေပြင်းမှာတွေးကြပြီးဖြစ်ပါတယ်ဒီကျုံးကိုဖြစ်စည်းနေတာရက်လိုက်ပါတာဝါကမကြခင်မှာပြိုကြပါတော့မင်းဟမ်မလိုင်းရဲ့လူတွေပေါ်နိုင်ကြီးချက်ကလည်းတကယ်ကိုမသေးတာပါ ပေါက်ကဲမှုကြီးမားတဲ့ကိုဂရက်ကခံစားလိုက်ရပြီးဖက်ဒက်စီယာဆွဲရနေတဲ့ပျောက်သွားတာသတိထားမိလိုက်ပါတယ်။အကြောင်းကတော့နှစ်ယောက်လုံးမတိုက်ကြတော့ပဲဆက်ကလည်းဟမ်မလိုင်းရဲ့အမြင်သဘောချို့ကိုလက်ခံလိုက်လို့ပါပဲ။ဟမ်မလိုင်းရဲ့ဘဝကိုနားလည်သွားတာမဟုတ်လို့ပါ။ဟမ်မလိုင်းကငိုပြီးဆက်ရဲ့ပကုန်းကိုမျက်နှာအပ်လိုက်တဲ့အချိန်မှာလှန်နဲ့ပြန်ချင်လိုက်ပါတယ်။တက်မလို့လည်းမဟုတ်။တခြားသူလက်အမ်လို့လည်းမဟုတ်ဖဲရေဒီယန်ကို အတုနှိမ်နှင်းဖို့ဆက်ကပြောလာခဲ့ပါတယ်။ရေဒီယန်ကမရှိရင်နမိစ်ဆိုတာလည်းရှိတော့မှာမဟုတ်ဘူး။အဲဒီအချိန်မှာပဲဌာနချုပ်ကစစ်သမောကြီးကရောက်ချလာပါပြီ။စန်တိုရီက ဆက်မကျူးလွန်ခဲ့တဲ့အမှုတွေကိုတောက်လျှောက်ရွတ်ပြနေပြီးဂျူနဲကောင်နဲ့ဆက်ကိုလာဖမ်းတယ်လို့ဆိုပါရယ်ဟမ်မလိုင်းကတော့ဆန်တိုရီကိုပန်းမွင့်ပေါ်နဲ့ပြစ်ခဲ့ပြီးဆန်တိုရီရဲ့အပေါ်ရဲ့တစ်ထပ်ပုံရင်းအောင်ပဲပျက်စီးသွားတာမူလကူကတော့မပျက်စီးသေးဘူးတစ်ဖက်ကဓာတ်နဲ့အမှတ်မတည့်ခိုးရတဲ့ကြောင့်ဟမ်မလိုင်းကတော့လဲကျသွားခဲ့ပြီးအနားမှာဘုံမှုတော့လည်းရှိနေခဲ့ပါရယ်ဒီမှာနဲ့ပိုင်းဆက်ခေါ်ကပြီးဆုံးတော့ပါရယ်မိဒီတစ်ခါမှမြင်ဘူးတဲ့ဖန်တီစီယာစွာမျိုးနဲ့ဆက်ကကြမ်းပြနေတာပါစကဟမလန်တည်တော်ရကြဒေါသတွေပုံနေကြရလဲဖြစ်ပါတယ်တော့ကတော့ဒီလိုတာရဲမျိုးကိုအမြန်ထိထုတ်ရမယ်လို့ပြောနေခဲ့တယ် ကလေးတော့မီလီနဲ့စက်တုပ်ကိုတော့မဂျက်စတီရဲ့တပည့်တွေကမိုးပြေထားနဲ့ခေါခိုင်းလိုက်ပြီးအာတီမစ်မြို့ကိုပြန်သွားကြတယ်။ပြန်တဲ့လမ်းမှာမီရှူမီပန်းနေပါဖောက်ပြီးဂုံပြူနေကြတာပါ။ဆက်ရဲ့မျောနေတဲ့အိမ်မက်ထဲမှာတော့ဟမ်မလိုင်းနဲ့တွဲဆောင်ခဲ့ပြီးတပတ်ကြာအာတီမစ်မြို့ကမီလီရဲ့ခန်းထဲမှာပြန်တည်ရလာခဲ့တယ်။လက်ကပတီးတွေကခရင်စီပေးထားတာဖြစ်ပြီးတော့ရဲ့ထူးခြားတဲ့အဆန်းကဆက်ကိုဖန်နစီယာမော်မတုံးနိုင်အောင်အထိဖြစ်သွားစေနိုင်ပါတယ်။ဒါပေမဲ့ဆက်ကတော့ကိုနက်ကိုရှင်းလင်းပြီးရမယ်မျိုးကိုကယ်တင်နိုင်ခဲ့လို့ပီတီဖြစ်နေရပါ။ရမယ်မျိုးကလည်းထူးခြားတဲ့သူတွေညွှန်ကြားမှုနဲ့ပြန်လည်ထူထောင်ရေးပြန်လုပ်နေပါပြီ။ ဒီဘက်ရဲ့ပိုင်းဆက်ချက်ကပြီးဆုံးတာပါရဲ့ရမန်မျိုးကိုကယ်တင်ခဲ့တဲ့ဆက်တို့ကတော့အာတီမီမျိုးမှာလူပြောများနေကြပါရဲ့မက်ဂျက်စတီကတော့ရဲတိုင်းမှာပါတီလုပ်ဖို့ဆက်တို့ဖွဲ့ကိုလာဖိတ်သွားတာပါမေဘာဘာပါတီလိုက်မယ်ဆိုလို့ဒေါက်ကတော့သူကလေးလေးဖြစ်နေတဲ့အတွက်မေဘာကတခြားသူတွေနဲ့တွဲကားမယ်လို့စိုးရိမ်နေပါရဲ့ဆက်ကတော့အသေးစိတ်မရှိပဲတန်တန်တောင်ဖြစ်နေပြီးဘော်ဘရီကိုတော့ဆန်ဒွိချ်တွေထည့်ဆောင်လို့လုပ်နေပါရဲ့ပါတီပွဲရောက်တော့ဆက်ကဒေါ့ရဲ့အကောင်းဆုံးဝတ်ဆောင်ဝတ်လာပြီးဒေါ့ကတော့ခလေးဆိုင်တန်နည်းနည်းပူကြီးလာပါရဲ့အကြောင်းကတော့ဈေးနဲ့သွားပြီးကြီးထားဆေးရည်ကိုအစမတန်ဈေးပေးပြီးဝယ်တော့ခဲ့တယ် ကြီးစားစေးရကဘယ်တိုင်းတည်းကြီးသွားရမလဲလို့အကန့်အသတ်မရှိဘူးဆိုလိုတာကအခုထပ်တော့လာရင်ခလုံးငင်းအဖိုးကြီးဖြစ်သွားရင်လည်းဖြစ်သွားမှာမက်ဂျက်စတီကအကျွေးပြင်ဆိုပြီးဆက်ကိုဆင်မော်တီဖိတ်ခေါ်ခဲ့ကဆက်ကတော့သူ့ရဲ့ချက်ကနမီစစ်တွေအတိုက်ဖြစ်တဲ့ရေဒီယံကိုဖျက်ဆီးဖို့ဆိုပြီးတော့ပြောလိုက်တယ်တော်တော်များများကတော့ဒါကနဲ့သမီး ပုံမြင်ဖြစ်ပြီးမဖြစ်နိုင်တော့ဘူးပဲယူဆနေကြပါလေအဲ့ချိန်နစ်ကဝေကောင်းစားရတယ်ရောက်လာခဲ့ပြီးအဲမှာကြောင်းပြောကစကနာထိုးပါတယ်ဒါကြောင့်ဆက်ကတော့နစ်ကိုတီးထုတ်ပေးလိုက်ပါပြီမထေမထရကပါတီကိုအဲမှာကလည်းရောင်းနေခဲ့ပြီးအဲမှာကိုတွေ့တော့ဆက်ကပြောသွားပါတယ် တငယ်ချင်းတက်စီကနေစားဆောင်လူကျော်ပါလာခဲ့ပြီးစားထဲမှာတော့ဆက်ကရမယ်မျိုးကိုကဲတယ်မီးနောက်ပိုင်းသူတို့ဟာပြန်လည်ဒူတောင်ရဲ့လုပ်ငန်းကိုလုပ်နေရတဲ့အကြောင်းဆက်ကိုလည်းကျေးဇူးတင်ပြီးသူလည်းတစ်ချိန်ကျအာဒီဘီမျိုးစီလာမယ်အကြောင်းရေးထားပါတယ်ပုံပေါ်တောင်ကုန်းလေးမှာတော့မော်ဆရာတွေကိုခွဲကြပြီးမဆက်ဆံတော့ပဲမီလီကလည်းသူ့ကိုကယ်ခဲ့တဲ့အတွက်ကြောင့်ဆက်ဈေးကူသားနေစေအတွင်းသူ့ရဲ့ဒဏ်ရာတွေကိုတော့မကုပဲကြီးစုဆောက်ရှောက်ပေးနေခဲ့တာပါဒီမာယာဘန်းဆက်ကူကပြီးဆုံးသွားပါတယ်ဒရဂွန်တော်တို့ကသူတို့ရဲ့ရိတ်ခါတွေကိုရမ်မန်မြို့ထူထောင်ရေးမှာအကုန်နှိပါပေးခဲ့ရတဲ့အတွက်ဘလို့ပြန်ပြီးရိတ်ခါရှာရမလဲဆိုတာတိုင်ပတ်နေပါတယ် အမကောမီလီကအာတီမီမျိုးကနေတူတူကြောင်ပြောနေပြီးဒီဗယ်ဆိုတဲ့တော့ရဲ့ရေပွဲတငယ်ချင်းလေးကတော့အရေကုန်နေ၆ကရွတ်တော်ပြီးသေတော့မယ့်ရေရဆိုင်နေရပါတယ်။သူ့ကိုမသေးသေးချင်းသေးပဲပုံမှန်တိုင်းဖြစ်စေနေတယ်ဆိုရင်တော့ကော်ဖီဆေးကျွေးရမှာဖြစ်လို့ဆက်ကအလှိမြန်မဲ့တွားရှာလိုက်ပါတယ်။ဆက်ကကြိုးစားရှာဖွေပေမဲ့ပထမတစ်ခါကကင်းမော်ရေတွေဒုတိယတစ်ခါကပဲကြီးစေတွေတတိယတစ်ခေါက်မှာတော့ကော်ဖီဆေးမှန်တော့ပါတယ်။ကော်ဖီဖြော်ပြီးဒေးဗစ်ကိုမတိုက်ခင်တော့ကတောက်ကြည့်ပြီးသေရန်နေဖိုးကြီးပုံစံဖြစ်ပြောင်းလဲတော့ပါတယ်။ Dragon Note ရဲ့ရဲမက်တွေကတော့ Dragon Note ချက်ပေးထားတဲ့အစားတောက်ကောင်းတွေစားနေကြပြီးဒီမရင်အပိုင်း20အပြီးဆုံးတာပါပဲ။ခောက်လို့ရတဲ့တပြက်စီးပြန်တလက်ဆက်ကဆိုင်မှာတောင်းဝယ်ပြီးဈေးကြီးရဲ့အဆိုကဆိုင်ရှင်နဲ့စကားရင်းများနေကြပါပဲ။မီလီအတွက်တပြက်စီးဝယ်ပေးတာဖြစ်ပြီးအဲမာကပဲပတ်စံဆိုင်ရှင်ပေးလိုက်တာပါ။ရှားကရှိမဲ့တဲ့နေရာသွားကြည့်တော့စားတဆောင်ပဲတွေ့ခဲ့ရတယ်။ရှားကကဒီစာကိုဖတ်နေတဲ့အချိန်သူထွက်သွားလို့ပြီဖြစ်ကြောင်းနဲ့စက်ကိုမာလင်စရဲမျိုးကိုပို့ပို့ပြောထားခဲ့တာပါ။မာလင်မျိုးမှာတော့စုံစမ်းစစ်ဆေးသမားတွေကသူတို့ရိတ်ခါအတွက်မော့ချရီကိုရှာဖွေဖမ်းဆီးမှုတွေလုပ်နေမှာပါ။ ဒါကိုဆက်ကလည်းဒီတိုင်းကြည့်မနေနိုင်ပါဘူး။ဒေါက်ကတော့မာလင်မျိုးကိုသွားကြည့်ရင်ဒီမျိုးကအကျွေးတွေဆက်ပြီးမှသွားရမယ်လို့ဆိုလာပါတယ်။အဲ့ဒီချိန်မက်ဂျက်စီရဲ့ရောက်လာပြီးဆက်နဲ့စကားဆက်မိပြောနေအောင်မထင်မှတ်ပဲနမီးစစ်တွေကရောက်ချလာပြန်ပါတယ်။နမီးစစ်တွေကိုအာတီမင်းမျိုးရဲ့ဖော်ဆရာရဲ့အများကြီးကခုခံမှုထွက်လာကြပါပြီ။နမီးစစ်ဥရီတွေကနေနမီးစစ်တွေထွက်လာနေပြီးမှုသားကူးတဲ့မီလီနဲ့ဘော်ဘယ်ရီကိုဆက်ကအပြေးလွှတ်ခဲ့စေခဲ့ရပါတယ်။ဒီပစီးပြအတကြီးနဲ့ပေါ့။တခြားမှာတော့ပြန်နိုင်ရဲ့နမီးစစ်ကြီးကဆက်ကိုခြိတော်ရမယ်။မှော်ပညာနဲ့ဖောက်ခွဲချပစ်လိုက်တာပါ။ဂရင်းကတော့ဒီမြင်ကွင်းကိုကြည့်နေပြီ ဒီကောင်လေးရဲ့ဆွဲကဘာလဲတော့မသိဘူးအရဲမြတယ်အဲ့ဒါကဘာဆောင်လဲဆိုတာစောင့်ကြည့်ရတော့မှာပဲလို့ပြောနေခဲ့တာပါမီလီအတွက်ဆက်ကအစားတစောင်းနဲ့တကယ်စီးပြလက်ဆောင်ကိုထားခဲ့တာပါဆက်ကတော့တင်မောပြန်တဲ့အတူအန်နီယန်ရှိရဲ့ခီးတစ်ခုကိုထွက်သွားခဲ့ပြီဖြစ်ပါတယ်ဒီမှာရပိုင်း၂၁ကပြေဆုံးလာပါတယ်ဒါကရေဒီယက်စီစဉ်ဝင်ရဲ့ဆုံးသက်လည်းဖြစ်ပါတယ်